ကန်နေတာပေါ့နော်843 903နော်843 903လို့ရိုက်လိုက်တာ ਨੇ သူ့အောက်တက်တယ်ပေါ့နော်ဒါကျွန်တော်ကြင်ရတော့ရီမရီတော့ကိုပါတကူရီကြည့်လိုက်ပေါ့နော်ကိုပါတကူနော်ရီကြည့်လိုက်ဩမထူးပါဘူးနော်843 903နော်123456 8 8ဂျိမ်မှာ493လို့ထွက်တယ်နော်သူနဲ့ဂျိမ်ရီတူပေါ့နော်သူကနေ နော်ကျွန်တော်တို့ဒေ1 3 4 5 6 9 8 9เนาะ65လေးလို့ထွက်တယ်เนาะ65လေးကနေဒေ1 3 4 5เนาะ39လို့ထွက်တယ်ဒေ1 3 4 5เนาะလီလီ9လို့ထွက်တယ်เนาะလီလီ9ကနေကျွန်တော်တို့သူ့အောင်တပင်းချမှာเนาะခွန်34ဆိုတာเนาะထွက်ထားတယ်ခွန်34ကကျွန်တော်တို့ဒီကဏ္ဍဗျเนาะ ကျွန်တော်တို့ဒီ843 903လို့ရိုက်ထားတဲ့ဒီခါ3လုံးထောင်ထားတဲ့เนาะ934ဆိုတဲ့ကဏ္ဍဒီမှာပြစ်ထားတယ်ပေါ့เนาะအဲ့လိုပြစ်ပြီးတော့သူကနေသွားလိုက်ပေါ့เนาะကျွန်တော်တို့သူ့ရဲ့ဘောကနေ1 2 3 4 5 6 9 8 9ချိန်မှာ86လေးရိုက်ထားတဲ့86ရဲ့တပင်ချာမှာရိုက်ထားတဲ့ကဏ္ဍကเนาะသူ့လိုတပင်ချာမှာရိုက်လိုက်တဲ့ကဏ္ဍကကျွန်တော်တို့ 3ည93အဲ3ည93ကကျွန်တော်တို့ဒီကနန်းကိုပေါ့နော်ငါခွန်3ရက်ထက်က930ပေါ့နော်ငါခွန်3ရက်ထက်က930သူကဘာလို့လဲဆိုတော့ခွန်3ည4လို့ထောင်ထားတဲ့ကနန်းဒီမှာတပင်းချမှာထည့်ပြီးတော့နော်သူ့ရဲ့အပေါ်ကနော်930ကနော်ခွန်ရှိကိုရဲ့တပင်ကြမှာလိုက်ထည့်ထားတာပါเนาะ3ည93ဆိုပြီးလိုက်ထည့်ထားတာ ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့เนาะသူလိုပုံလူပဲဗျเนาะ683 939လို့ထွက်ထားတယ်เนาะသူလိုပုံလူထည့်ထားတယ်အဲ့လိုပုံလူထည့်ထားပြီးသူကနေ123456088ကျိန်မှာပဲကျွန်တော်တို့သူလိုပဲပြန်ရိုက်ထားတယ်ပေါ့เนาะအဲ့လိုရိုက်ပြီးတော့ကျွန်တော်တို့123456089 9ကျိန်မှာလည်း656သူလူပဲရိုက်တယ်เนาะအဲ့လိုရိုက်ပြီးတော့ကျွန်တော်1 2 3 4 5 ငားချိန်မှာလဲကျွန်တော်တို့3နှစ်ခွန်သူရှေ့ရကတ်လို့ပဲရိုက်တယ်အဲ့လိုရိုက်ပြီးတော့ကျွန်တော်တေ1 2 3 4 5နော်လီကိုလီလီကိုလီကလည်းသူ့လိုလီလီကိုကနော်လီကိုလီလို့လည်းရိုက်ထားတယ်အဲ့လိုရိုက်ထားပြီးသူ့ရဲ့အပင်ကြောင့်မှာ39နှစ်လို့ရိုက်ထားတယ်ဒီ39နှစ်39 1လို့ရိုက်ထားတယ်ဒီ39 1ကဘယ်က39 1လဲဆိုတော့ကျွန်တော်တို့ပထမအဆုံးလိုက်ထားတဲ့483 539 အဲ့လိုရိုက်လိုက်တဲ့ကျွန်တော်တို့3 1 6ဆိုတဲ့ကဏ္ဍကကျွန်တော်တို့ခုနကကျွန်တော်တို့၄ကုလေးရဲ့အောက်မှာ3 9 1လို့သူလိုက်ခဲ့တယ်ဒီချိန်တော့ဒါအကူဒီမှတ်မိရနော်ဒါကျွန်တော်ထည့်ခဲ့တဲ့ line တွေပါနော်အဲ့ဒီကနေသွားလိုက်ကျွန်တော်တို့ဒီ၄ကုလေးကနေ1 2 3 4 5 6 8 9ချိန်မှာဒီမှာ9 8လို့ရိုက်ခဲ့တယ်နော်ဒါကျွန်တော်ရင်ပွဲတော့လည်းဒါပြခဲ့ပါတယ်เนาะ998လူထီထီပေးထားတယ်သူ့အောက်တပင်ချာမှာထွက်တဲ့ထွက်မဲ့ကဏ္ဍ နော်6ခုနဲ့အဲ့6ခုကဘယ်ကကဏ္ဍလဲဆိုတော့ကျွန်တော်တို့ခုနကျွန်တော်ပြောထားတဲ့683နော်53ခုလို့ရိုက်တယ်အဲ့လိုရိုက်ပြီး319ဆိုတဲ့အထောင်ကနော်ကျွန်တော်တို့ခုန4464လို့ရိုက်ထားတဲ့တပင်းကြောင့်မထဲ့တယ်လို့သူကလည်းနော်ဒီ93ခုရဲ့အပေါ်က26ခုကနော် 98ရဲ့အောက်တပင်းကြောင်မှာ62လို့သူထည့်နိုင်တယ်ပေါ့နော်ထည့်နိုင်တယ်ပေါ့ဒါကတော့ရွှေဆိုင်ဆိုတော့အာထိုးရမယ်ပေါ့နော်အာထိုးရမယ်ဒါပေမဲ့ဒီ62ကိုတော့တင်ထိုး62ဘာလို့တင်ထိုးခိုင်းတာလဲဆိုတော့ကျွန်တော်တို့ဒီချက်ကြည့်ပါနော်ကျွန်တော်ရဲ့မက်ဆီတငယ်ချင်းများအားလုံးဒါလေးကလည်းသူကလေးကစီလေးပေးနိုင်တယ်ပေါ့နော်လေးကစီလေးပေးနိုင်တယ်ကျွန်တော်တို့ဒီအခွနဲ့ ဒါရ3ခွန်တက်နော်3ခွန်တက်ကကျွန်တော်တို့ဒီကပွဲဦးက3ခွန်တက်နော်3ခွန်တက်နော်သူက legacy ပေးထားလို့ပေါ့ဒီအခွနဲ့ခါနဲ့ရှစ်တယ်နော်အခွခွန်နဲ့တက်ခါနဲ့ရှစ်တယ်အခွ9နဲ့9ခါနဲ့ရှစ်တယ်အခွ4နဲ့4ခါနဲ့ရှစ်တယ်ဒီရတော့ဒါအကူရီမှတ်မိရနော်140တောင်းရလဲနော်140မှတ်မိရနော်သူကဒီအခွနဲ့နော် ခွတ်တဲ့နဲ့နော်ခွန်ခါနဲ့ရှစ်ကိုရှစ်ရဲ့နှက်ခတ်ကျွန်တော်တို့တစ်လို့သူကဒီကခွန်ထိတ်နဲ့နော်ကျွန်တော်တို့ခွာလီနဲ့ရှစ်ရဲ့နှက်ခတ်တစ်လို့ထဲလိုက်လို့ရှိရင်ကျွန်တော်တို့ဒီကနန်းပေါ့နော်သူထောင်ထားတဲ့68 1ဆိုတဲ့ကနန်းကနော်ကျွန်တော်တို့ဘယ်မှာလိုက်လဲဆိုတော့သူကနေနော်ထောင်ထားတဲ့เนาะဒီ681ဆိုတော့ထောင်ထားတဲ့ကဏ္ဍကတစ်ချိန်နဲ့ ကျွန်တော်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ချောင်းနှစ်ခုနှစ်နှစ်မြောက်ထဲမှာလိုက်တယ်ပေါ့နော်ခုနှစ်နှစ်မြောက်ထဲမှာကျွန်တော်တို့68လို့သူလိုက်တယ်နော်ဒီချက်ကြီးပါနော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းများအားလုံးရှေ့စေသားရဲ့မိတ်ဆွေတငယ်မင်းကနော်ရွေးကိုရွေးချယ်တာတဲ့ပညာသားမမနဲ့ပြထားတဲ့ site ကိုပဲပို့ပေးတာပါဒီသုံးလုံးရှစ်တယ်ရှစ်ရက်နှစ်ခတ်ဒီကနှစ်ထိတ်နဲ့ နော်ခွာကူးနဲ့တစ်တယ်နော်အခွာနဲ့နော်ခါနဲ့ရှစ်တယ်ရှစ်ရဲ့နှခထိတ်နဲ့အခွာနဲ့ပြန်တစ်တယ်အဲ့လိုတစ်လိုက်တာနဲ့နော်ကျွန်တော်တို့အဲ့လိုတစ်လိုက်တာနဲ့ဒီကနန်းပေါ့နော်ကူးတုံညကူးဆိုတဲ့ကနန်းကတနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း၇နည်းမြောက်ထမ်းပါ990လို့လိုက်ထွက်တယ်။နော်990လို့လိုက်ထွက်တယ်။ ဒီမှာလည်းအဲ့လိုပဲကျွန်တော်တို့ဒီကအခွာ9နဲ့9ခါနဲ့ရှစ်တယ်ရှစ်ရဲ့နှစ်ခါဒီက3ညာထိတ်နဲ့ခွာ1နဲ့တစ်ထားတယ်နော်ရှစ်ရဲ့နှစ်ခါဒီထိတ်နဲ့အခွာနဲ့ပြန်တစ်လိုက်လို့ရှိရင်တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်6နှစ်ခုနှစ်နှစ်မြောက်ထဲမှာနော်ခုနှစ်နှစ်မြောက်ထဲမှာကျွန်တော်တို့ဒီကနန်းပေါ့နော် 3 434ပေါ့နော်အခွာ9နဲ့နော်9ခါနဲ့8တယ်3ညခါနဲ့အခွာနဲ့ပြန်တက်တယ်အဲ့လိုတက်လို့နော်8ရက်နှစ်ခါတက်လို့ထဲလို့ရှိရင်တနှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်နော်ခဏလေးနော်ခဏလေးခဏလေးဒီကနေ့ရမှာပေါ့နော်တနှစ်နှစ်နှစ်သုံးနှစ်၄နှစ်၅နှစ်၆နှစ်ခုနှစ်မြောက်ထဲမှာ၃ည၃ည၄လို့သူလိုက်ထွက်တယ် เนาะ3ညာလေးလေးပေါ့เนาะဒီက၄3ညာ၄ညာ3ညာလေးလေးလို့ထွက်တယ်เนาะတခြားကြည့်ပါเนาะအခွားနဲ့ခါနဲ့ရှိတယ်ရှိရနှစ်ခက်เนาะကျွန်တော်တို့ထိတ်နဲ့အခွားနဲ့ကိုပြန်တက်ထားတယ်အဲ့တက်လို့ထည့်လိုက်တာနဲ့ဒီ6သူ့ရဲ့ဇောင်းကနန်းပေါ့เนาะ6 8 1တက်လို့ထောင်လိုက်တာနဲ့เนาะ6 8 1ကကျွန်တော်တနည်းနည်းနှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာเนาะဟိုကဒီမှာလိုက်ထွက်ထားတယ် ဒီမှာလည်းအဲ့လိုပဲအခွားနဲ့เนาะခေါင်းနဲ့ရှစ်တယ်ရှစ်ရနဲ့ကထိတ်နဲ့အခွားနဲ့တစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဇောင်းကဏ္ဍက9တောင်9ဆိုတဲ့ကဏ္ဍကကျွန်တော်တစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ9 9တယ်လို့လိုက်တယ်ဒီမှာလည်းအခွား9နဲ့9ခါနဲ့ရှစ်တယ်တုံညာထိတ်နဲ့အခွားနဲ့ပြန်တက်ထားတယ်ရှစ်ရနှစ်ခက်တက်လို့ထိုက်လိုက်တာနဲ့ဒီကကျွန်တော်တို့သူ့ရဲ့ဇောင်းကဏ္ဍကကျွန်တော်တို့၄တုံညာ၄ဆိုတဲ့ ထောင်ကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ထဲမှာတုံညာလေးလေးလို့ထွက်ပါတယ်ဒီမှာလဲသူကဒီကအခွာလေးနဲ့လေးခါနဲ့เนาะရှစ်တယ်ရှစ်ရနှစ်ခတ်ကျွန်တော်တို့ဒီကသုံးထိတ်နဲ့ခွာရှင်းနဲ့တစ်တယ်အဲ့လိုတစ်လို့ထွက်လိုက်တာနဲ့သူ့ရဲ့ဇောင်းကနန်းကကျွန်တော်တို့6ခွန်းနှစ်ဆိုတဲ့ကနန်းကကျွန်တော်တို့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်ငါးနှစ်ခြောက်နှစ်ခုနှစ်နှစ်မြောက်ထဲမှာเนาะ6ခွန်း1 6ခုနှစ်ပေါ့နော်ဒီ6ခုနှစ်ဆိုတဲ့ခါသုံးလုံးအထောင်อ่ะနော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်၅နှစ်6နှစ်9နှစ်မြောက်ထဲမှာနော်6ခုနှစ်ပါနော်6ခုနှစ်မွေးကနန်းမလိုက်သေးပါဘူးနော်ခုဒီချိန်မှာဟိုမှာလဲ तू ကဒီမှာ6ခုနှစ်လို့ तू ထည့်ကျင်တာပေါ့အဲ့လိုထည့်ကျင်တာကကျွန်တော်တို့ဘာလို့ဒီ6ခုနှစ်ကိုတင်ထိုးခိုင်းတာလဲဆိုတော့ဒီချက်ကြည့်ပါနော်ကျွန်တော်ရေမိတ်ဆွေ ကျွန်တော်တို့ဒါတွေကအကူတွေမှတ်မိပါတယ်ခါတုံလုံးတစ်ချေလို့ဖြစ်ထားတဲ့ဘေးမှာဒီချိန်မှာတော့ဩခဲ့တာနော်ဒါမှမကြလာဘူးဒီမှာလည်းသူကခါတုံလုံးတစ်ချေလို့ဖြစ်ခဲ့တယ်ဒီချိန်မှာကျွန်တော်မလာနိုင်ဘူးလို့ကျွန်တော်ပြောခဲ့တယ်ဒီသူ့ထက်မှစီနီယံကြခဲ့လို့နော်ဒီချိန်မှာမလာနိုင်ဘူးလို့ခါတုံလုံးတစ်ချေသာဖြစ်တာလို့ကျွန်တော်ပြောခဲ့တယ်ဒီမှာကခါတုံလုံးတစ်ချေဖြစ်တယ်နော် ၄နှစ်၄လို့ခါသုံးလို့တစ်၀လို့ဖြစ်တဲ့ဘေးမှာနော်ခါးထိုင်လည်းဖြစ်ရမယ်နော်သူဝင်လာတဲ့ကနန်းကိုလည်းနော်ရီပြီးမှကွက်တိဝင်ပြီးမှကြာလာကြာမယ်ကနန်းနော်ဒါမှမဟုတ်ချုံရင်ကြက်တော့ရှိတယ်ဒီချိန်မှာမှမထွက်ခဲ့လို့ရှိရင်ဒီချိန်မှာတော့ပြန်ထိုးပေါ့ဗျာနော်ဒီချိန်မှာတော့ပြန်ထိုး ီချိန်မှာဘာလို့တက်ပြောရဲတာလဲဘာလို့ဩတာလဲဆိုတော့ကျွန်တော်တို့ကဒီမှာကเนาะစီနီယာเนาะဒီစီနီယာလောက်ထားတယ်ဒီစီနီယာတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်เนาะခုနှစ်ချိန်၈ချိန်မှာစီနီယာထည့်ထားတယ်เนาะအဲ့စီနီယာကိုပဲတစ်ချိန်နှစ်ချိန်သုံးချိန်၄ချိန်၅ချိန်၆ချိန်ခုနှစ်ချိန်၈ချိန်မှာစီနီယာထည့်ခြင်းလို့လားเนาะကိုကနန်းလည်းကွတ်တီဆိုတော့ နော်ကနန်းဆိုင်ပေါ်မှာပဲစုံဖြတ်ပြီးတော့ပညာသားပါပါနဲ့ဒါကျွန်တော်ကပြပေးတယ်အကူတော်ပိုင်ကြည့်ထူနော်ဒီမှာလဲစီနီယာရှစ်ကျင်းကွာဒီမှာလဲစီနီယာရှစ်ကျင်းကွာမှာလဲစီနီယာဒီကနေရှစ်ကျင်းကွာလဲစီနီယာထည့်တာတဲ့သူ့နှစ်ထဲမှာခွား6လို့ထည့်လို့ရှိရင်စီနီယာထည့်တယ်သူ့နှစ်ထဲမှာနော်6ခွားလို့ထွက်လို့ရှိရင်သူ့နှစ်ထဲမှာစီနီယာလို့ထွက်တယ်ဒီမှာလဲ ူကစီနီယံအောက်မှာ6ခွလို့ပြန်ပေးထားတယ်6ခွလို့ပေးလိုက်တာနဲ့သူ့အောက်မှာစီနီယံနဲ့ဒါကျွန်တော်ကွတ်တီကိုနော်ထည့်ထားတဲ့ယူဆနော်ကွတ်တီထည့်ထားတဲ့ကဏ္ဍမှာအော်ကဏ္ဍကနော်ဒဲကိုတော့တင်ထိုးလိုက်ပေါ့ဗျာနော်အာကိုတော့ညံလိုက်နော်ခါတိုင်းလဲဝင်ရမယ်ကဏ္ဍလုံးကြီးလဲကွတ်တီဝင်နေရမယ်ကျွန်တော်အဲ့ဒါနဲ့အော်တာပါနော်စီနီယံလည်းဖြစ်ရမယ် နော်အားလုံးကျွန်တော်ရဲ့မိတ်ဆွေငယ်ချင်းများအားလုံးကဲကောင်းပြီဒီ6ခုနှစ်ကနော်တနှစ်နှစ်နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်မြောက်ထဲမှာ6ခုနှစ်လို့ပြောဖို့ပါနော်ဒီမှာကကျွန်တော်တို့ကိုအဘိတ်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 လို့သူလေးကစီထည့်ထားတယ် ဒီကိုးဘိတ်ကပဲကိုးရဲ့နှစ်ခတ်ကျွန်တော်တို့သူ့နှစ်ထဲမှာ6ထိပ်ကိုလိုက်ရှာကြည့်လိုက်ပါနော်6ထိပ်လို့ထွက်လို့ရှိရင်4ခါနော်ဒီ4ခါတော့ပြောင်းသွားတယ်ပေါ့နော်4ခါတော့နော်သူကစီညာနဲ့ထည့်သွားတယ်6ထိပ်နော်နှစ်အပိတ်နဲ့နော်6 4နှစ်ဆိုတဲ့ကဏ္ဍကိုသူထည့်ထားတယ်ဒီမှလည်းအဲ့လိုပဲကိုးဘိတ်ကိုးရဲ့နှစ်ခတ်6ထိပ်6ထိပ်သူဝင်လာတယ် လေးခါပြီးတော့ငါးခါလို့ဝင်တယ်နော်အဲ့ငါးခါလို့ထည့်ပြီးတော့ तू ကဒီက6ထိတ်နဲ့နှစ်အပိတ်နဲ့6 9နှစ်ဆိုပြီး तू ထည့်ထားတယ်ဒီမှာလဲ9အပိတ်9ပိတ်ကို6ထိတ်လိုက်ရှာကြည့်လိုက်ပါနော်6ထိတ်လိုက်ရှာကြည့်လိုက်တော့ကျွန်တော်တို့ကဒီမှာက၄ထိတ်၅၄ခါ၅ခါကျွန်တော်တို့က6ထိတ်ကို6ခါနဲ့ဆိုတော့ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့66နှစ်ထွက်တာလေ။ကိုယ့်ရဲ့နှက်က6ထိတ်လည်းဖြည့်ရမယ်။ ဒီမှာကကျွန်တော်တို့က၄ခါ၅ခါ၆ခါနဲ့လဲတူထည့်ထားပြီเนาะနှစ်အပိတ်ကလည်းထည့်ရမယ်ဆိုတော့662နှစ်ဆိုတဲ့ကဏ္ဍကိုထည့်လိုက်တယ်ဒီမှာကျွန်တော်တို့နောက်ဆုံးချက်အနေနဲ့၉အပိတ်လို့သူနှစ်ဦးမှာလောက်ထားတယ်၉ရဲ့နှစ်ခတ်၆ထိပ်เนาะ၆ထိပ်เนาะ၉ရဲ့နှစ်ခတ်ကျွန်တော်တို့၆ထိပ်လို့သူဝင်မယ်เนาะ 6ထိပ်လို့ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာကကျွန်တော်တို့၄ခါ၅ခါနော်ကျွန်တော်တို့6ခါနော်6ခါနော်ခွန်ခါလက်ကြနေတာ6ခွန်တော့ကျွန်တော်တို့နှစ်အပိတ်ကလည်းဖြည့်အောင်မယ်ဆိုတော့ကျွန်တော်တို့က6ခွန်နှစ်ဆိုတော့ဒဲကိုနော်တင်ထိုးပြီးတော့အာကိုရန်လိုက်ပါလေဒီကနန်းနဲ့ပတ်သက်လို့ပေါ့နော်ဒါကြိုက်နှစ်သက်တယ်ဆိုရင်ပေါ့6ခွန်နှစ် nó alo đã rồi thế để bị đau bỏ nó từ lái xe này từ nó lâu bị đau bỏ alo cho nó giờ mấy sự nghe gì nhá alo nó chọc khổ nè nó chọc khổ nè nó đều nó đều tiền thu ao nhà mà nó alo cho nó giờ mấy sự nghe gì nhá ăn, nó ăn ăn alo cần có nhau vào đi vậy နော်6ခုနှစ်တဲပါ